ဟိုမှာချိုပြုံးတို့ဘာလို့လို့ဆိုတာတိုက်ဝင်စားတယ်ချိုပြုံးမှာပချိုင်လေးတွေ့လားအဲ့ဒီနေရာဆက်ခေါ်တယ်လူတွေကြည့်လိုက်ရင်သူအဲ့ဒီပချိုင်လေးမြင်လိုက်အရန်ချစ်ကြဘူးကြသူဟိုဘောကဆူတောင်းခဲ့တာလေဆွေမျိုးတွေကလည်းမေတ္တာသူ့လူဘောရောက်ရင်ပို့ပေးလိုက်တာလူကြည့်လူခင်ဘောချင်တဲ့ရှားရှားဖြစ်ပါစေနော်ချမ်းချမ်းသာသာနေတိုက်ဝင်စားသူမှန်တယ်များလူဘောမှာဆင်းဆင်းရဲရဲမရှိဘူးအဲ့ဒါဆိုနောက်ကနေပတ်ဖို့နေတယ် မြင်ဖို့မပန်ထရာမင်းသမီးဟဲ့ဘလောက်တကိုးသိတိကြီးလဲနော်ရန်သူတွေကိုအကုန်လုံးသူ့ရဲ့ကာထာမန္တရားနဲ့ချောင်းထဲမှာရေးတယ်မျောလဲရန်ပဲချောင်းဆိုတာလုံးထက်ရှိတယ်လေမကွေးပါနော်ပန်ထရာမင်းသမီးဆိုတာဘလောက်ဟောနေလဲဆိုတာအဲ့ဒီဟာတွေတကိုးတွေနဲ့သိတိတွေနဲ့လူပြင်မှာလာ ဖြစ်နေတဲ့ပုံစံတွေအများကြီးရှိတယ်နော်တိုက်ပွားနေပြီးတော့လာတယ် လူဖြစ်နေတယ်ဟာချောလို့မောလို့ဟိုမှာချိုပြုံးလို့ဘာလို့လို့ဆိုတာတိုက်ဝန်စားတယ်နော်လူတွေကမသိဘူးဘာလို့သိရဲဆေးကူဘူးလေချိုပြုံးမှာအချိန်လေးတွေ့လားဟုတ်ပြီတွေ့อืมဟာအဲ့ဒီနေရာဆက်ခေါ်တာလူတွေကြည့်လိုက်ရင်သူအဲ့ဒီပချိုင်လေးမြင်လိုက်အရန်ချစ်ကြဘူးကြသူဟိုဘောကဆူတောင်းနေတာလေနော်သူ ရွှေမျိုးတွေကလည်းမေတ္တာသူ့လူဘဝရောက်ရင်ပို့ပေးလိုက်တာလူချင်းလူခင်ပေါ့အောင်ချန်နေရှားရှားဖြစ်ပါစေနော်ချမ်းမြမ်းသာသာနေတိုင်းဝင်စားသူမှန်တယ်များလူဘဝမှာဆင်းဆင်းရဲရဲမရှိဘူးဘာလို့ဆိုတော့နောက်ကနေပတ်ဖို့နေနော်မကောင်းတဲ့လမ်းအောင်လည်းမဖြစ်အောင်နော်ကောင်းတဲ့လုပ်ငန်းလေးတွေနဲ့ရည်တည်နေအောင်တိုက်ဝင်စားတယ်တချို့ကိုကိုမသိဘူးနော်အဲ့ဒါဘာလို့ဆက်ဆေးပေးတဲ့အခါကျတော့သိကြတယ် နော်အဲ့ဒါလေးရှိတယ်နော်အဘခုနလိုပေါ့ပုဂ္ဂိုလ်တွေကနေပြီးတော့ခொနည်းသာသမီးတွေကိုကယ်တင်ပြီးဟိုသာသနာပြုပါဆိုတော့သူတို့တိုက်လိုက်တဲ့ဆေးတွေပါတယ်ပါတယ်နောက်တော့ခုဘုံခုနေတွေကြတော့အိမ်မက်ထဲကနေပြေးမယ်သူတို့နဲ့တွေ့တဲ့ခါလဲပြေးမယ်အမာယစာအိမ်မက်ရဆေးကရှင်တဲ့ယုတ်ကြီးနဲ့တွေ့လာဘာဆိုမှအောက်ကဘာနာမယ်နော် အာမယသအိမ်မယသေးတယ်ချင်းတည်းရဦးပေါ့နော်ဟိုကချင်းတည်းနဲ့ကမှမွေးတယ်သူသူတို့သူပြည့်ရောက်လာတဲ့ခုနလိုအများအပြားချောချောမောမောလှမ်းလှပါပါလေးရောက်လာတက်တန်းပါလာအသက်40မှာပြောင်းပြားစေအိမ်တော်ပြည့်ရင်ပြက်ပြားစေဆိုတဲ့ကျင်းစာတွေကပါလာတယ်အဲ့ဒါတွေကိုငါတို့ကနေပြီးတော့တည်ရင်ဖြေပြီးအခုတပြေးရတယ် နော်သူ့အသက်ကိုမေတ္တာရခံပြရတယ်။နှမို့ဆိုရင်ဘာသေးတင်းနည်းနဲ့ရေနည်းသေးပါသေးမျိုးမျိုးမြင်ဘူးလိမ့်မယ်။ပြန်ခေါ်တာ။ဒါပြန်ခေါ်တာအဲ့ဒါကြားဘူးတယ်မလား။အေးအဲ့ဒါတွေကမမြင်ရတော့ခက်သားလားယုံဖို့ကနော်။ဘာလို့ကကိုယ်တိုင်ဆေးကုခဲ့တယ်အဲ့လိုလူမျိုးတွေကိုယ်တိုင်တွေ့ခဲ့တယ်အဲ့ဒီလူမျိုးတွေနဲ့နော်ဒေါသတွေကို ခဲတင်ဖို့ဆိုတဲ့ပညာတွေကိုတက်ဆိုင်ရာပုဂ္ဂိုလ်ရဘာလို့တော်တဲ့နေပြေးလိုက်တာနော်ပယောဂာတွေမှာအရှင်းမြင့်ဆုံးကတိုက်အဲ့ဒီတိုက်ကိုခုနိုင်တဲ့မြတ်စွာဘုရားရဲ့ရုပ်ကတော့ဆေးတဲ့ဆိုတာဟုတ်မှာကိုယ်ဝင်လာတာလေးတော်ပုံလေးနဲ့တရားအဲ့ဒါတိုက်ထဲရလူကြီးကိုယ်ဝင်လာတဲ့ဘုရားဆင်ဆွဲအနှစ်နဲ့လှုပ်ထားတဲ့ဘုရားနော်အဲ့ဒါတိုက်သမားတွေကိုခုတဲ့ဟုတ်သူဆေးတဲ့က မြတ်စွာဘုရားရဲ့ရုပ်ဘွားတော်ဆေးတဲ့နဲ့မှာကုလို့ရအချမ်းသာတော့ကုလို့မရလူတွေလော်လော်လေးပြောတာကြားဘူးလိမ့်မယ်ဟာတိုက်တမတိုက်ကျိုးဖြတ်လိုက်ပြီးတာတေတောင်တော့ဝယ်သွားလို့နော်မြတ်လူလိုဖန်ဆင်းလာပြီးတော့လူလိုလာပြီးတော့စကားပြောတဲ့လူပါလေရှိတယ်နော်တဘကောင်ကိုချိန်ထားတယ်တပင်ကလှုပ်လာပြီးထွက်လာတော့မယ်အတန်နေလဲကြားတယ်ကုကုကတေးတေးချာချိန်ထားတယ်ပြောင်းသွားတနတ် ပြောင်းသွားတဲ့တဲ့ ောင်းလေးအထွက်ဘူးဟာဆိုးကောင်းလာ ਈ လားတဲ့နေတိုင်းလာလာချောင်းနေဟာမင်းပါဘူးတော့မသိဘူးလေဟိုးတို့ရတဲ့မျိုးလေဟုတ်ကဲ့ပြင့်မိလိုက်ရင်လေတကိုင်းကိုသူကဖယ်ပြီးထွက်လာတော့ပါဆွတ်ကျယ်လေးနဲ့ပစိုးတူတူလေးနဲ့နွားချောင်းသားလေးလူလူပါဟာငါမရတော့အောင်မရလို့စိတ်တူနေရကြတယ်မင်းကဘာလဲလာပြောနေတာ အမလေးတဲ့ဟိုဘောမှာအခုကျွန်တော်ဆင်းလာတာတောင်ပေါ်မှာဒေါင်းကြီးနားနေတာအိတ်တန်းဝင်နေရင်၄၅၆កောင်တွေ့ခဲ့အဲ့ဒါကိုတွားပြစ်ပါလားတဲ့ဒီမှာမတွေ့တဲ့နေရာကြီးဘာလို့ချောက်အဲလိုက်ခဲလိုက်ခဲဆိုတော့အေးကိုကလည်းဇောကလိုက်သွားတာတောင်ထိတ်လက်ရောက်ပြီးလိုက်ကြည့်တော့ဘာဒေါင်းကလည်းဘာကောင်မလဲခေကောင်မင်းဘာဟောဟောလည်းမတွေ့ပါလားဘလို့လဲကောက်ခေါ်လာတက်လိုက်ရတာလည်းပြင်ပါနေပါဦးလို့ဖြည်းဖြည်းပေါ့ တင်းငုတ်တူပြဘယ်နှစ်နှစ်ကရုပ်ွားတော်လေးလဲမသိဖရားလေးရေညှိတွေနဲ့စိမ့်ကြတယ်သူကဥဆောင်ပြီးတော့အဲဘာရဲ့ဒါလေးကိုဖရားကိုကြောလိုက်ပါကြောလိုက်ပါဆိုတော့သူကကိုယ့်ရဲ့ဖေဖက်မှာကိုယ်လာတဲ့နောက်ကိုဘယ်ရကံကဒီကောင်တပုံလေးလားမသိဘူးငါဖရားရှိခိုးတော့ငါသနာလုပ်ပြေးမလားမသိဘူးတနောက်ကိုဒီဘက်ကိုချိန်ချိန်ချိန်ပြီးတော့ပါ လုပ်ဘာရဲ့တဲ့တားကောင်းနေဆိုတာငင်းချင်မှနေရတာအမဖွက်ထားတယ်ဟာဘယ်မှာတိုက်ကအမတိုက်ဆောင်ဒီခုနကျွန်တော်တက်လာတဲ့ညာဘက်လေးမှာဆိုင်ကူကြီးရှိတယ်တဲ့အဲ့မှာကြောက်တာဗရမားတွေရောအမရောရှိတယ်အဘဟိုလေးလိုက်ခဲ့ပါဟာတော်တော်တော် ီကောင်ညာပြီးတော့ငါခူရဲရောက်ရဲ့သူတို့သဘုံလေးနေစောင့်နေလာပြီငါဝိုင်းတက်မှာအဲရောတော်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 ငင်းဒေါင်းလည်းမပြစ်တော့ငါဘာမှမလိုချင်တော့ပြန်ဆင်းမှာပဲဆိုတော့တက်လာတော့ပင်ပင်ပန်းပန်းတက်လာတယ်တောင်ကြီးကသူနဲ့လိုက်သွားတော့တောင်အောက်ကိုခဏလေးရောက်သွားဘာရဲကလေးအောင်ပြီပဲမင်းငါနဲ့လိုက်ခဲ့ကွာလို့ငါရှိမှာသမီးလေးပါလေးစားအဲကျွန်တော်ဒီမှာနေတာဟမ် တောင်းပေါ်မှာနေတယ်ပဲခုနအမနဲ့နေတာအာတော်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 ငါလစ်တော့အဲ့လိုလေခုနလိုဒါကကိုယ်တိုင်တွေ့ခဲ့ရတဲ့သမစိတ်တိနော်ဟုတ်တယ်ဒါနဲ့နေရှိတယ်တော်တဲ့တောင်းထဲမှာဆိုတော့အဲ့ဒါပြောပြတာပါနော်